နောက်အခါဂျင်ကိခန်ဆိုတဲ့နာမည်နဲ့တကဘာလုံးကအမှတ်တရရှိနေစေမဲ့တီမူးဂျင်ကို AD 1162ခုနှစ်မှာအခုခေတ်မွန်ဂိုလီးယားနဲ့စိုက်ဘီးရီးယားနယ်စပ်အိုနိုမြစ်ဖြက်စီးတဲ့မြခင်းစိမ့်နဲ့တောင်ကုန်းတွေရှိရာဒေသမှာမွေးဖွားခဲ့ပါတယ်။သူမွေးဖွားစဉ်တုန်းကလက်ထဲမှာသွေးခဲကိုစုပ်ကင်ရင်းမွေးလာခဲ့တယ်လို့အဆိုရှိပါတယ်။သူဖခင်ကအဲ့ဒီဒေသကလူမျိုးစုအကြီးအကဲတယောက်ဖြစ်ပါတယ်။ ကဘာတစ်ဖက်မှာတီမူးကျင်ကိုမွေးဖွားတဲ့အချိန်မှာပကံပြည့်ရှင်အလောင်းစီသူမင်းကြီးဟာသူ့ရဲ့နောက်ဆုံးနေဝင်စည်းစာအခိုက်တန့်တွေကိုဖျက်ဆီးနေရပါပြီ။သူ့ရဲ့ဘိုးလောင်းတော်တွေခိုင်ခိုင်မာမာတည်ဆောက်ခဲ့တဲ့ နိုင်ငံကိုပိုပြီးဝုန်းဝင်ကြွားကြွားဖြစ်အောင်နှစ်ပေါင်း90ကြာသူလှုပ်ဆောင်ခဲ့ပြီးသူ့တာဝန်ကျေခဲ့ပြီး တီမူးကျင်ဟာ16နှစ်သားမှာ မဟာမိတ်မျိုးနွယ်စုတွေကဘိုတီဆိုတဲ့အမျိုးသမီးကိုလက်ထပ်ခဲ့ပါတယ်။နောင်မွန်ကိုအင်ပါယာအိုဆိုးသူအဆက်ဆက်ဟာဘိုတီကစင်းတက်လာသူတွေဖြစ်ပါတယ်။တီမူးကျင်ငယ်ရွယ်စဉ်မှာအတော်မတတ်တဲ့လူမျိုးအုပ်စုရှင်ပြိုင်တိုက်ခိုက်မှုတွေအကြားသူ့ဖခင်အသက်ခံရတယ်။သူကိုယ်တိုင်တစ်ဖက်အုပ်စုရဲ့အဖမ်းခံရဘူးတဲ့ရန်သူများချက်ထီပြီးတေလူမျိုးပါဒဏ်ရာရခဲ့ဘူးတဲ့ဒါပေမဲ့ကံကောင်းထောက်မဆွာနဲ့ ူအသက်ရှင်ခဲ့ပါတယ်။သူ့ကိုမြားနဲ့ပြစ်ခဲ့တဲ့သူဟာနောက်တစ်ချိန်မှာမွန်ဂိုအင်ပါယာထူထောင်ရာမှာအရေးပါတဲ့အခမ်းကဏ္ဍကပါခဲ့တဲ့သူ့ရဲ့အားကိုးရဆုံးလက်ယုံဗိုလ်ချုပ်တွေကတယောက်ဖြစ်လာခဲ့ပါတယ်။ဘာပဲပြောပြောတီမူးဂျင်ဟာမွန်ဂိုအုပ်စုကောင်းဆောင်အများစုရဲ့ထောက်ခံမှုကိုရအောင်လုပ်နိုင်ခဲ့တယ်လို့ပြောရပါမယ်။ ဘာဖြစ်လို့လဲဆိုတော့1206ခုနှစ်မှာတီမူဂျင်ကိုမွန်ဂိုလူမျိုးစုအားလုံးရဲ့အကြီးအကဲဖြစ်အိုနိုမီကမ်းပါမှာပြုလုပ်တဲ့ကူရန်တိုင်းညီလာခံကရွေးချယ်တင်မြှောက်ခဲ့လို့ပါပဲအဲ့ဒီအချိန်ကစလို့ရာဇာဒီရာဇာလို့အတိတ်ပဲတက်ရောက်တဲ့ဂျင်ဂစ်ခန်အဖြစ်အမည်တွင်ပါတယ် ရှင်ကိခံဟာအချင်းချင်းလဲပတ်ရန်ဖြစ်ပြီးတကွဲတပြားဖြစ်နေတဲ့မွန်ဂိုမျိုးနွယ်စုတွေကိုတဏီတညွတ်တဲဖြစ်အောင်ဆွတ်တင်စုစည်းပါတယ်။အကြောင်းတကားထားတရွာတပုတ်ဆန်းဖြစ်နေတဲ့ဒလိထုံးစံတွေကိုတူအောင်ညှိတယ်။တာယာညင်းပြောင်းတဲ့နီလန်းမျိုးနဲ့တော့ ဟုတ်ဟန်မတူပါဘူးအစုလိုက်အစုလိုက်ရှိနေတဲ့လူမျိုးစုတိုက်ခိုက်ရေးအဖွဲ့တွေကိုမွန်ဂိုအလံတော်အောက်မှာစစ်တပ်တစ်ခုရဲ့အနေနဲ့စီကန်းတကြဖွဲ့စည်းပါတယ်။ဘယ်တော့မှမြင်းစည်းအမဲလိုက်သမားလူချမ်းသူရန်တွေဘဝချက်မပိုခဲ့တဲ့စတက်မြခင်းဒေတာကလူရိုင်းတွေဟာသူ့ရဲ့တေနေကဗျူဟာမြောက်စွာစူးစီးလေးကျင့်ပေးမှုအောက်မှာကဘာထိတ်တန်းရင်ကျေးမှုလူဖွဲ့စည်းတွေကိုနင်းချေဖြက်စီးပစ်တော့မဲ့အလွန်ကြောက်မက်ဖွယ်ရာကောင်းတဲ့စစ်ရန်နေရာတစ်ခုအဖြစ်ထွက်ပေါ်လာခဲ့ပါတယ်။ ဲ့ဒီစစ်ရန်တရားဟာနှစ်တရာနီးပါးကြာအောင်မရက်မနာခုံမောင်းပြီးမှာတော့မွန်ဂိုရီဟာကမ္ဘာအကြီးဆုံးကုန်းမြေတစ်ဆက်တစ်ဆက်တည်းရှိတဲ့အင်ပါယာကိုထူထောင်နိုင်ခဲ့ပါတယ်။တစ်ဆက်တစ်ဆက်ကြီးမဟုတ်တဲ့နယ်မြေတွေစုပေါင်းထားတဲ့အင်ပါယာမှာတော့ဗြိတိရှ အင်ပါယာကအကျယ်ဆုံးဖြစ်ပါတယ်။မွန်ဂိုအင်ပါယာအထိုးထိပ်ရောက်ချိန်မှာနယ်မြေအကျယ်ဝန်းစတူရမ်းမိုင်ပေါင်း၉တန်းကျော်ရှိပြီးအင်ပါယာအတွင်းနေထိုင်သူလူဦးရေတန်းတရာရှိပါတယ်။ လူမျိုးပေါင်းစုံကိုးကွယ်မှုဖုံဖုံရှိတဲ့ Multicultural Empire ကြီးဖြစ်ပါတယ်။မွန်ဂိုရီရဲ့နှစ်ပေါင်း၁၀၀လောက်ကြာညောင်းတဲ့နေမြေချဲ့ထွေမှုစစ်ပွဲတွေအတွင်းကမော့လူဦးရေတန်း၄၀လောက်အသက်ဆုံးရုံးခဲ့ရတယ်လို့သမိုင်းဆရာတွေကခန့်မှန်းကြပါတယ်။ဒါဟာ၂၀ရာစုမှာအမှုမြူလက်နက်အပါအဝင်ခေတ်ပေါ်လက်နက်မျိုးစုံအသုံးပြုပြီးတိုက်ခဲ့တဲ့ဒုတိယကမ္ဘာစစ်အတွင်းတည်ကြည်ခဲ့တဲ့အရေးအတွက်နဲ့တိတ်မကွာလှတာတွေ့ရမှာဖြစ်ပါတယ်။ ဒါရောင်73ရာစုမှာကမ္ဘာလူဦးရေကဒုတိယကမ္ဘာစစ်ဖြစ်စဉ်ကာလရဲ့9ဘုံ2ဘုံလောက်သာရှိတာပါ။ဂျင်ကစ်ခန်နဲ့မွန်ဂိုရီအကြောင်းပြောရင်သူတို့ရဲ့ကြမ်းကြုတ်ရဲ့ဆက်ခဲမှုကသာအားလုံးကတတိယကြပါပဲ။ကမ္ဘာကြီးပိုကောင်းလာဖို့အတွက်သူတို့စိုက်ထုတ်ခဲ့တဲ့ ကောင်းကွက်ကလေးတွေလည်းရှိပါသေးတယ်။ မွန်ဂိုရီဟာသူတို့ကိုယ်တိုင်ကစာမတက်ပေမတက်အရင်းဆိုင်တွေဖြစ်ပေမဲ့သူတို့အုပ်ဆိုးတဲ့ဒေသကစာပေအမှုတခုမှပညာပိတုကပညာတွေ တိုးတက်ထွန်းကားဖို့ကိုတော့အားပေးအားမြောက်ပြုပါတယ်။စာပေအမှုပညာရှင်တွေလက်မှုပညာရှင်တွေအတွက်အလုတ်ကင်ခွင့်လန်းတွေ များစွာရခဲ့ပါတယ်။ အဲ့ဒီခေတ်ကလူတွေအတွက်စိမ့်နေသေးတဲ့လွတ်လပ်စွာယုံကြည်ကိုးပွယ်ခွင့်နဲ့ဘာသာတရားချင်းချင်းသီးခံနိုင်စွမ်းရှိမှုတဟဇာရဖြစ်မှုသဘောတရားတွေကိုကဘာကို ပြသပေးခဲ့ပါတယ်။ကျေပြောတဲ့မွန်ဂိုအင်ပါယာအတွင် ပိုလန်မှတခြားဘေးရန်ကင်းကင်းနဲ့ကုံသွယ်ကူးတန်းနိုင်ကြလို့အရှိအနောက်ကုန်စည်တွေယဉ်ကျေးမှုနည်းပညာတွေပုံမှုဖလဲဖြစ်ကြပြီးတိုးတက်မှုမြန်ဆန်လာစေခဲ့ပါတယ်။ မွန်ဂိုရီဟာလူတွေအပေါ်မညာမတာရက်ဆက်တလောက်တဘာဝပတ်ဝန်းကျင်ကိုတော့ချစ်မြတ်နိုးသူများလို့ပြောရပါမယ်။သူတို့ဟာဘယ်တော့မှရေမချိုးကြဘူးအဝိမလျှော်ကြဘူးလို့ဆိုပါတယ်။သူတို့ရေချိုးအဝိလျှော်ရာကထွက်လာမဲ့အညစ်အကြေးတွေက မြစ်ချောင်းတွေကိုညစ်ညမ်းသွားမှဆိုးလို့ပါတဲ့။မွန်ဂိုရီဟာသူတို့ထက်အင်အားကြီးတဲ့ရန်သူတွေကိုအောင်မြင်အောင်တိုက်နိုင်သူတွေဖြစ်တယ်။ တိုက်ပွဲဆင်နွှဲတဲ့အခါမှာသူတို့အင်အားကို ရန်သူကပိုးတွက်မိပြီးကြောက်လန့်သွားအောင်လဲခြောက်တက်ကြပါတယ်။လှည့်စားခြင်းအလေးငိုက်ယူတိုက်ခိုက်ခြင်းဆုပ်ယောင်ပြပြီးစစ်မြူခြင်းတို့ဟာမွန်ဂိုရီအ धिक အားထားတဲ့စစ်နည်းပရိယေတွေဖြစ်ပါတယ်။မွန်ဂိုဗိုလ်ချုပ်တွေဟာ အလက်ဇန်းဒားဒေဂရိတ်ဟန်နီဘောတို့ထက်တောင်စစ်နည်းပရိယေကျယ်ဝသူတွေဖြစ်တယ်လို့ဆိုရပါမယ်။ သူတို့ဟာမြို့သိမ်းတိုက်ပွဲအတွက်လဲစံပြတဲ့လက်နက်ကရိယာတွေတီထွင်ခဲ့ကြသလိုတခြားသူတီထွင်ထားတဲ့အရာတွေကိုလည်းသူတို့ရဲ့စစ်အောင်နိုင်ရေးမှာယူသုံးကြတယ်။မြို့ရိုးတွေမြို့တကားတွေကိုဖြိုဖျက်ဖို့အေယာမလောက်လွဲကြီးတွေတုံးကြတယ်။စစ်ပွဲမှာ ရန်လက်နက်ကိုဆက်သုံးတာမွန်ဂိုတွေလို့ဆိုပါတယ်။တက်ချင်းချင်းဆက်သွယ်ဖို့အိုးစီပုံမောင်းတွေတုံးကြတယ်။အလံတွေမီးခိုးတွေတုံးပြီးအချက်ပြကြတယ်။ ူတို့ရဲ့တိုက်ခိုက်ရေးတပ်တွေနောက်မှာလက်နက်ရိက္ခာထောက်ပံ့ရေးနဲ့စေးတပ်ဖွဲ့တွေပါတဘာရဲလိုက်လာကြတယ်။လေးလံနဲ့လက်နက်ကရိယာတွေကဒီတပ်ဖွဲ့တွေနဲ့ပါလာပါတယ်။မြင်းစည်းလေးသမားတွေကမွန်ဂိုစစ်တပ်ရဲ့အဓိကကြောရိုးဖြစ်ပါတယ်။မွန်ဂိုတွေဟာသူတို့ကိုမှတရေနဲ့ပြုတ်လုထားတဲ့ချက်ဝတ်တန်စာဝစ်ဆင်ထားသလိုသူတို့မြင်းတွေကိုလည်းအကာအကွယ်လုပ်ပေးဖို့မမေ့လျှော့ကြပါဘူး။ မွန်ဂိုမြင်းတွေဟာအရက်ပူတလောက်ရာဒီဥဒုတန်းခံနိုင်ပြီးတက်လုံလဲကောင်းကြပါတယ်။မွန်ဂိုစစ်တီတယောက်မှာ မြင်းသုံးကောင်ကနေ လေးကောင်အထိပါလာလေးရှိပါတယ်။တကောင်မောရင်နောက်တကောင်ပေါ်ပြောင်းစီပြီးခီးနေကြလို့မွန်ဂိုစစ်တပ်ဟာသူခေအခါကဂျာမန်ပန်စာတင်ကားတက်တွေလို့အလီမြန်ဆုံးတက်တွေဖြစ်ခဲ့ပါတယ်။ဒီမြင်းတွေကနေသူတို့အတွက်နိုးရတယ်၊အသားရတယ်၊လက်နက်နဲ့ချက်ဝတ်တန်စာအတွက်တရေရတယ်။ အစားအစာပြက်လက်နေတဲ့အချိန်မှာမွန်ဂိုရီဟာမြင်းသွေးနဲ့နှုတ်ကိုရောတောက်ပြီးရက်သက်တပတ်များစွာအသက်ရှင်နိုင်ပါတယ်တဲ့မွန်ဂိုရီအတွက်ပုံမှန်ရာရှင်ရိခါကဘတ်စလိုခေါ်တဲ့အသားချောက်ဖြစ်ပါတယ်တေးသေးချာချာအချောင်းလမ်းပြီးအမှုန့်လုထားရင်နွားတစ်ကောင်လုံးရဲ့အသားကိုရွယ်အိတ်တစ်လုံးနဲ့ဆန့်အောင်ထည့်ထားလို့ရပါတယ်တဲ့သူတို့အတွက်အခက်ခဲတစ်ခုကအကောင်ရေအတွက်များပြားစွာပါလာတဲ့မြင်းတွေအတွက်စကြက်လိုအပ်တာပါဒီအားနည်းချက်တစ်ခုက အီဂျစ်ကိုစစ်ဆင်တဲ့အခါတိတာထင်ရှားလာပါတယ်။မွန်ဂိုစစ်တီတွေဟာတဟုန်ထိုးပြေးနေတဲ့မြင်းကျောပေါ်ကနေကိုကိုဟန်ချက်မပြတ်အောင်ထင်းရင်ပြစ်မှတ်ကိုကျွမ်းကျင်စွာပြစ်နိုင်တဲ့လေးတီတော်တွေဖြစ်ကြပါတယ်။သူတို့ကင်ဆွဲတဲ့လေးတွေကိုတရိษံဥချိုတစ်သားအယုတ်ကောစရာတွေနဲ့ပေါင်းဆက်ပြုလုပ်ထားပါတယ်။ လေးကိုင်းကိုကိုွေးလိုက်တဲ့အခါမှာလေးရဲ့အတွင်းပိုင်းကိုဖိသိပ်အားခံနိုင်အောင်တရိษံဦးဂျိုသားကိုအလဲမာရှိတဲ့တစ်သားမှာကတ်ထားပြီးလေးရဲ့ပြင်ပိုင်းကိုတော့ဆွဲဆန့်အားခံနိုင်အောင်တရိษံရွတ်စရာတွေနဲ့လှုပ်ထားပါတယ်။အဲ့ဒီအမျိုးမတူတဲ့ပစ္စည်းတွေကို၅တမျိုးကရတဲ့ကော်နဲ့ကတ်ထားတာဖြစ်ပါတယ်။မွန်ဂိုရီပြစ်လိုက်တဲ့များဟာတာမန်လေးတစ်ချောင်းကပြစ်လိုက်တဲ့များထက်နှစ်ဆအကွာဝေးကို ရောက်နိုင်ပါတယ်။ နောက်ပြီးသူတို့မှာမြားကောင်းတွေကအမျိုးမျိုးရှိတယ်လို့ဆိုပါရယ်အဝေးရောက်အောင်သွားနိုင်တဲ့မြားကောင်းတန်ချက်ကကာကွယ်ကို ဖောက်ထွင်းနိုင်တဲ့မြားကောင်းမိစာတက်ထားတဲ့မြားကောင်းစသဖြင့်မြားထိတ်မှာမြားကောင်းတွေအမျိုးမျိုးပြောင်းတက်နိုင်ပါတယ်အခုခေတ်အမြောက်တွေလိုကြည်မျိုးမျိုးထိုးအသုံးပြုလို့ရတဲ့စနစ်မျိုးနဲ့အလားတန်တန်တူတယ်လို့ဆိုရမလားမသိပါဘူး။သူတို့တာမန်သုံးနေကြပြူဟာကရန်သူကိုရှေ့ဆုံးမှာရှိတဲ့လေးတက်ကအရင်ဆုံးမြှားမိုးရွာချလေးရှိပါတယ်။ ရန်သူတွေဖျို့ဖျဲဖြစ်မှမြင်းစည်းသားကိုင် ပစိန်ကိုင်တက်တွေက အတင်းဝင်ထိုးခုတ်ကြတဲ့ပုံစံမျိုးပါ။တခါတရံမှာစုတ်ခွာတရံပြုပြီးအလောတကြီးတက်လိုက်လာမဲ့ရန်သူကိုဘေးနှစ်ဖက်ခြုံတွေကြားအသင်ပုံအောင်ဆောင်နေတဲ့သူတို့တက်တွေကြားဂျုံဝင်လာအောင် ထောင်ချောက်ဆင်ပြီးမှ အပိုင်တွေတက်ပါသေးတယ်။သူတို့တွေဟာအခြေအနေအချိန်အခါကိုလိုက်ပြီးနီးဖြူဟာပြောင်းလဲကစားတတ်သူတွေဖြစ်ပါတယ်။ဂျင်ကိခန်ဟာသူခေတ္တအခါက ကဘာမှာခိရှိပြေးလာတဲ့စစ်နည်းပြူဟာတွေနဲ့မွန်ဂိုစစ်တပ်ကိုတေချာကြားနာစွာဖွဲ့စည်းလေ့ကျင့်ပြီးတဲ့နောက်ပထမဆုံးကွင်းဖွင့်ပွဲအဖြစ်တရုတ်အနောက်မြောက်ပိုင်းကဖြစ်ရှားနိုင်ငံကိုရွေးချယ်ခဲ့ပါတယ်။နှစ်နှစ်ကြာတိုက်ခိုက်ပြီးနောက်ဖြစ်ရှားကိုအငြင်းခံအောင်ပြုလုပ်နိုင်ခဲ့ပါတယ်။